တရင်ရေနံစီ6သင်းထုတ်လို့ရင်အီရန်စီစဉ်အီရန်နိုင်ငံဟာလာမယ့်2029ခုနှစ်မှာတရက်ကိုရေနံစီပေါင်း6သင်းကျော်ထိထုတ်လုပ်နိုင်မှုစီစဉ်နေတယ်လို့အီရန်ရေနံဝန်ကြီးဌာနတာဝန်ရှိသူရဲ့ပြောကြားချက်ကိုကိုးကားပြီးအီရန်နိုင်ငံမှသတင်းဌာနကမတ်လ23ရက်မှာဖော်ပြပါတယ်ရေနံဝန်ကြီးဌာနလက်ထောက်အတွင်းဝန်က နိုင်ငံသဝန်ရင်းနှံထွက်ရှိတဲ့နေမျိုးတွေရှာဖွေရင်းနဲ့ရင်းနှံသူဖော်ရေးလှုပ်ဆောင်မှုတွေကိုအဆင့်မြင့်သင်ပြီးရည်မှန်းချက်အောင်မြင်အောင်ဆောင်ရွက်သွားမယ်လို့ပြောပါတယ်။မကြသေးခင်ကပဲအီရန်နဲ့ကမ္ဘာအကြီးဆုံးဆွေးကော်မတီကြီးတစ်ခုဖြစ်တဲ့ PP တို့အကြားရင်းနှံနဲ့တဘာဝတန်ခွေလောက်ွက်လေးခုအတွင်းသဘောတူညီမှုရရှိထားပါတယ်။အီရန်နိုင်ငံရဲ့လက်ရှိရင်းနှံထွက်ရှိမှုကတရက်ကိုစီပေါင်း၄သန်းခန့်ရှိပြီး ရုရှားအပဝင်ရေနံသင်ဖို့တဲ့နိုင်ငံများအဖွဲ့ OPEC Plus မှာဒုတိယအကြီးဆုံးရေနံထုတ်လုပ်တဲ့နိုင်ငံလည်းဖြစ်ပါတယ်။ OPEC Plus အဖွဲ့ဟာလာမယ့်ဧပြီလကစပြီးရေနံထုတ်လုပ်မှုကိုတဖြည်းဖြည်းတိုးမြင့်သွားဖို့အစီအစဉ်နေတာဖြစ်ပါတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။